အာကာသရဲကပထမဆုံးအပြည်ပြည်ဆိုင်ရာဟိုတယ်ဖွင့်လှစ်တော်မူဒီဗီဒီယိုကနေပြောပြပေးသွားမှာဖြစ်လို့ဆုံးထိကြည့်လိုက်ကြရအောင် အာကာသခရီးသွားလုပ်ငန်းဟာအရှိန်ဟုန်နဲ့ဖွံ့ဖြိုးလာပြီး2025ခုနှစ်မှာ Voyager Station လို့အမည်ရတဲ့ပထမဆုံးအပြည်ပြည်ဆိုင်ရာအာကာသဟိုတယ်ကိုဖွင့်လှစ်တော့မယ်လို့သိရပါတယ်။ American Company Orbital Assembly Corporation OAC ကဒီ project ကိုဦးဆောင်နေပြီးကမ္ဘာပတ်လမ်းထဲမှာလှည့်ပတ်နေမဲ့ဒီဟိုတယ်ဟာ2029ခုနှစ်မှာစတင်လုပ်ကိုင်ဖို့စီစဉ်ထားပါတယ်။ထူးခြားချက်များအာကာသရဲက9ကျယ်ခွဲဟိုတယ် ဇိမ်ခံခန်းတွေစားတောက်ဆိုင်တွေအားကစားခန်းမနဲ့ကဘာမြေကိုကိုးမြင်ကွင်းကြည့်ရှုနိုင်တဲ့လှည့်ပတ်နေတဲ့ဝင်းဒိုများပါဝင်ပေသူတေသနာနဲ့ခီးသွွားပေါင်းဆက်အာဂါဒရင်မှုတွေအတွက် လေ့ကျင့်ရေးစခန်းအဖြစ်သားမကခီးသွွားတွေအတွက်လည်းအာဂါဒအတွေ့အကြုံကိုခန်းစားခွင့်ပေးမယ်။တညစီကနဦးမှာတော့တညကိုဒေါ်လာ5တန်းသို့ ထိုးထက်ပိုများနိုင်ပြီးနောက်ပိုင်းမှာဈေးနှုန်းရောကျလာဖို့မျှော်လင့်ထားပါတယ်။ဘသူတွေသွားနိုင်မလဲ။ အခုအချိန်မှာတော့ဒီခီးရင်စဉ်ကိုတန်းကြွယ်တထေးတွေအာဂါတစူးစမ်းလိုသူတွေနဲ့အထူးသုတေသနအဖွဲ့တွေဒါဝင်ရောက်နိုင်မှာဖြစ်ပြီးအနာဂတ်မှာတာမန်ခီးသွွားတွေပါအာဂါတကိုလွယ်လွယ်ကူကူခီးထွက်နိုင်ဖို့ရည်ရွယ်ထားပါတယ်။ဒီတရင်ကအာဂါတခီးသွွားလုပ်ငန်းရဲ့နောက်ထပ်တိုးတက်မှုတစ်ခုဖြစ်ပြီး လူသားတွေရဲ့အာဂါတစူးစမ်းလေးလာရေးအိမ်မက်ကိုနှီးဆက်လာစေပါတယ်။မကြခင်မှာအာဂါတမှာတညအိပ်ဖို့ဘုကင်လုပ်ပြီးပြီလား။ ဆိုတဲ့မေးခွန်းတွေပေါ်လာမယ်လို့မျှော်လင့်ရပါတယ်။တင်ရောအာကာသဟိုတယ်မှာတ냐လောက်အိတ်ချင်ပါသလား။ကျမကတော့ငွေအမြောက်များရှိရင်တော့ယခုကနေကသွားချင်နေတာမှန်ပါပဲ။ဒီဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။